သိန်းတောင်းချီထိပေါက်လဲကျွန်တော်မရောမအောင်ဆိုရဲ night brand ကြောင့်ကျွန်တော်ပြောပြပေးသားဖြစ်ပါတယ်ခင်ဗျာ hello အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အရင်ကခုနကတည်းကကျွန်တော်ပြောခဲ့မှုရဲပေါ့နော် Rolex တို့ Patek Philippe night တွေရပါပေါ့နော်သူတို့ရဲ့ headquarter နေပြီးမှသူတို့က authorized dealer တွေကိုပေးတယ်ဘန်ကောက်တို့စင်ကာပူတို့မှာသူတို့စိုင်ဝဲတွေတက်တက်တွေဖွင့်ခိုင်းပေးပြီးမှသူတို့က ရောင်းချဝင်ပေးတယ်ပေါ့နော်ဒါပေမဲ့ Autonomous Vehicle AB ကတော့2022လောက်ကစပိုက်တယ်နော်တို့အမှဟိုပါပေါ့နော်ဟို authorized dealer တွေမပေးတော့မယ်နဲ့တို့ headquarter ကနေပဲနိုင်ငံတစ်ခုမှာတို့ရဲ့ showroom တစ်ခုဖွင့်ပြီးတို့ကိုယ်တိုင်အကုန်လုံးပြန်ပြီးမှာပေါ့နော်ဟိုပေးနေတာဖြစ်ပါတယ် customer တွေလက်ထဲကို direct ပေးနေတာဖြစ်ပါတယ်ခင်ဗျာ Iceland ကဘယ်အားစခဲ့လဲဆိုရင်ပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့6လကျွန်တော် video တင်ခဲ့ဘူးတယ်ပေါ့နော်ကျွန်တော် Autonomous Vehicle မှာကျွန်တော်လိုချင်တဲ့ Ryan Oak Chronograph ကိုလိုချင်လို့တို့ရဲ့မရောင်းရတဲ့ တော့အခုတ်11.5လိုင်းကိုကျွန်တော်ကနေပြီးမှ1.4 million ဘက်ကိုမလိုချင်မဲနဲ့တုံးခဲ့ရဖြစ်ပါတယ်အဲ့မှာကျွန်တော် chronograph ပေးမယ်ဆိုပြီးအဲ့မှာကျွန်တော်တောင်းနေပေါ့နော်အဲ့တခါတုန်းကလည်းကျွန်တော်ပန်ဆိုင်မှုတွေ bank statement တွေရောတနစ်စာဝင်ငွေတွေရောဝင်ငွေထုံးတွေဘယ်လောက်ရှိလဲဆိုတာတွေရောဟိုဟိုပေါ့နော်လုပ်ငန်း license တွေအကုန်လုံးကိုတောင်းပြီးကျွန်တော်အဲ့တုန်းကထပ်ပေးခဲ့ပြီးပေါ့နော်အဲ့တုန်းကသူတို့အကုန် headquarter ကနေ approve လုပ်လို့ကျွန်တော်ဝယ်လို့ရခဲ့ပြီအခုကျွန်တော် AP အဲ့ Ryan Oak ကို ခရိုကတ်ကိုပေးမယ်ဆိုပြီးကျွန်တော်ပြောခဲ့တဲ့အချိန်မှလည်းဒီ6လအတွင်းမှာကျွန်တော်ရဲ့ဝင်ထွက်တွေရောလုပ်ငန်းလိုက်စင်တော့ပိုင်ဆိုင်မှုတွေရောပြန်သိခြင်းနဲ့ company stamp တွေရောလိုချင်တဲ့သူကျွန်တော်ထပ်ပြောရဲပေါ့နော်အဲ့မှာကျွန်တော်လည်းပြောတော့ပေါက်သွားတယ်ပေါ့မင်းတို့ကငါရေတစ်ခေါက်ကလည်းပေးပြီပေါ့နော်တကယ်လို့ကွာလို့ကျွန်တော်ကတော့ငါထီပေါက်တယ်ဒီကြားထဲမှာထီပေါက်တော့မင်းတို့နိုင်ရောလာဝယ်မယ်ကွာပတ်စံရှိတယ်3000တောင်းလောက်ထီပေါက်တယ်လာဝယ်မယ်ရောက်လာမရောင်းပေးဘူးတဲ့တို့ကဘာလို့လဲဆိုရင် AP ကတို့အတွက်ကပေါ့နော်တို့ headquarter ဘယ်လိုတွေသတ်မှတ်ထားလဲဆိုရင် ဘောနော်တားစီမြေဟိုးရင်ကလေးချမ်းသာပြီးမှလုပ်ငန်းနဲ့တည်တည်ကြရှိပြီး generational wealth အဲ့လိုမျိုးအိုရှိမှသူတို့ကရောင်းပြီးတာဆိုပြီးကျွန်တော်ပြောတာပေါ့နော်ဟိုတော့ဟိုကျွန်တော်ကမတော်လို့ပေါ့နော်အခုထီပေါက်တယ်သိန်းနဲ့တောင်းနဲ့လာဝင်သူတို့ရောင်းမပေးဘူး head quarter ကိုတင်ပြီးမှဒီ6လအတွင်းမှာဘာတွေလုပ်နေလဲလုပ်ငန်းဘယ်လောက်ရှိလဲဆိုတာတိမှကျွန်တော်ရောင်းပြီးတာဆိုပြီးကျွန်တော်ပြောတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ပေါ့နော် Rolex ဆို Patek Philippe တို့ကြတော့သူတို့ AD တွေပေးတာ right AD တွေက Rolex ပြီး Hublot တို့ Omega တို့ Cartier တို့လည်းသူတို့ယူထားတယ် Rolex ရဲ့ ဟာကိုလိုချင်ရင်ကာတီယေတို့ဥပလိုတို့အိုမီဂါတို့ကိုမလိုချင်တဲ့ဟာတွေကိုရှောက်ပြီးဝယ်ရတယ်ဝယ်မှ relax ကို ပေးတယ်ဗောနော်ဖတ်တိတ်ဖိလစ်ဆိုနေအဲ့လိုပဲဗောနော်ဒါပေမဲ့ AB ကကြတော့တို့ AB house ဆိုပြီးတက်တက်ကိုထုတ်လိုက်ပြီးမှတို့ကတနာယီကိုတယောက်ကိုတနာယီချိန်ပေးတယ်လူတွေအများကြီးလက်လက်ခံမတွေ့ဘူးဟို appointment ယူရင်ဘန်ကောက်မှာဆိုနှစ်လလောက်ကြိုးပြီးချိန်ယူရတယ်ဗောနော်တို့နဲ့ appointment ချိန်ဖို့ဆိုရင်အဲ့လိုတွေယူပြီးမှတို့ AB နာယီကိုဝယ်ပြီးမှတို့ head quarter နေပဲအကုန် approve လုပ်ပြီးတို့ကအကုန်ထိန်းချုပ်ထားတာဖြစ်ပါတယ်ခင်ဗျတချို့ reseller တွေကိုကြတော့အဲ့ဒါကိုတိတ်သဘောမကျကြဘူးနော် AB ရဲ့အဲ့ဒီအဲ့ဒီ method ကိုဘာလို့လဲဆိုတော့တို့က AD တွေကိုပေးလိုက်ရင် AD ကပေါ်ပေါ်တော်တော်တွေထုတ်ပေးလို့ရတယ်အဲတခုတော့ ကိုဘယ်လိုထုတ်ပြီးလို့ရတယ်ဗောနော်ဒါပေမဲ့အခု API ကို control လုပ်လိုက်တော့ဘယ်လိုဖြစ်သွားလဲဆိုရင်ဗောနော်သူတို့ headquarter ပဲအကုန်ထုတ်ပြီးတာဖြစ်တဲ့အတွက်ဟို reseller တွေအဲ့လို AD တွေအတွက်ကတော့မကိုက်တော့ပြီမဲ့ကျွန်တော်တို့လိုအဲ့လိုဗောနာ ਈ စုတဲ့သူတွေ exclusive fee ကိုခံစားနေတဲ့သူတွေအတွက်ကတော့ကျွန်တော်တို့တော့ဒါပို့ပြီး luxury bike ကိုပို့ပြီးခံစားရဗောနော်ကျွန်တော်တို့က AP ရတော့ဒီနေ့ကတော့ကျွန်တော်တို့3တောင်းချီထီပေါက်ခဲ့လဲမရောမအောင်ဆိုတော့ Automus PK AP ရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးသွားဖြစ်ပါတယ်ခင်ဗျာနောက်ကြမှာကျွန်တော်ဒီတက် content တွေနဲ့ပြန်လာခဲ့ပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ